ောက်ဆုံးမရဲ့ idea တော့ကြည်လိုက်နော်အဲအရင်အဲ့ဒါအဲ့ဒါတော့တကယ်နောက်ဆုံးမရဲ့ရီးကြမလားမသိပါဘူးနောက်ဆုံးမ idea လေးကချစ်လက်ချစ်စရာကိုကိုတော်ချစ်တယ်လေဒါမင်းကိုအဲ့ကိုပြန်ပြီးတရအောင်လုတ်ပေးရမှာပေါဟာတာရဲ့အော်အောက်မှာသူကနှိမ့်ဆက်နေတာမိုးနှောင်းကအပေါ်ကနေချောင်းကြည့်တာပါသေးတယ်ချောင်းကြည့်တဲ့အခါမှာသူ့အမပေါ်သွားပြီလားဆိုပြီးတော့သူကတစ်ချက်တစ်ချက်အမိုးနှောင်တင်းလိုက်အဲရှော့လိုက်အဲသူကအဲ့လိုမျိုးဆက်ဆံတာပေါ့မျက်စက်နီကာရက်တာအဲ့လိုပုံစံမျိုးဖြစ်နေတာတခုခုသိတယ်ဆိုလို့ရှိရတယ် စက်ကိုတိုက်ထားတော့တစ်ချက်တစ်ချက်မှာသူကအဲ့လိုမျိုးဟိုစိတ်ကလွတ်လွတ်တာပေါ့ယူနေရလားဆိုတော့ယူလာတော့မဟုတ်ဘူးစိတ်လွတ်ပြီးတော့အဲနင်ကောဖြည့်စမ်းဘာဖြစ်ရမလဲစိတ်လွတ်လွတ်ပြီးဒေါသထွက်ထွက်သွားတာအဲသူ့ရဲ့ character အဲ့ဒါလေးကိုပြထားတာပေါ့နော်ဟုတ်ကထာသမားနင်တို့ရဲ့ကထာသမားနင်တို့ရဲ့ကပိနေကြနေကြနေဒီခိုင်းတင်လို့ရှိရင်ငါအစင်းမြခံရမလားမသိဘူးငါအရင်ကျန်တာပေါ့ဟုတ်ဒါအမဘာမှာမိမတူတွေရှိတယ်တချို့တွေကလည်း share ကြတယ်ချက်ချက် အဲ့ဒါတကယ်တကယ်အောင်မေ့နေကြပြီးတော့မှစိတ်ကူးဆိုတော့တော်ဟာကလည်းဟိုအဲတကယ်လွတ်လိုက်ပြီးထင်တာဒါပေမဲ့အဲ့ထက်မှကလည်းလုံးဟာတံပြန်မှုကနောက်မှအများကြီးပါပါသေးတယ်ပါလာအောင်မှနောက်ထပ်လည်းလာအောင်မှတကယ်အဖြစ်အပျက်ကိုရိုက်ထားတာဒီကားကလေတကယ်အဖြစ်အပျက်ကိုရိုက်ထားတာဆိုတဲ့ခါကျတော့ဒီလိုမျိုးဟိုအမတို့ကိုရွာဘက်ကိုပြန်တဲ့အခါမှာတချို့ကလေးတွေကတကယ်ကိုစိတ်ရမ်းပါတဲ့ကလေးတွေရှိ ပြီးတော့ပညာသင်ခြင်းတဲ့ကလေးတွေရှိတယ်။အဲ့လိုပညာသင်ခြင်းတဲ့ကလေးလေးတွေကိုအမားတို့မြေတောင်မြောက်ပေးတဲ့အနေနဲ့ကိုကြောင်ခေါ်လာပြီးတော့သင်ကြားပေးတဲ့အခါမှာအရင်ရောက်လာတဲ့အချိန်မှာကလေးတွေကအရန်ကိုတော်ပြီးထက်မြက်တဲ့ကလေးတွေဖြစ်လာတယ်ပေါ့။အဲအဲ့ဒါလေးကိုရိုက်တာပေါ့။ပြီးတော့အမားဒီကားမှာဆိုလို့ရှိရင်အဲ့အချောင်းကိုတကယ်ရောက်သွားတဲ့အချိန်မှာအချောင်းကလေးတွေကိုခင်းချောင်းမှထင်းချောင်းနေတကယ်အတူယူဖို့ကောင်းတယ်။မင်းကလေးဆိုလည်းတအားချက်ဖို့ကောင်းတယ်ပြီးတော့ဇမေပုံစံဆိုလည်းတပုံစံနဲ့အဲယောက်ျားလေးတို့အဲအချောင်းရောက်တော့မှ အဲ့ကလေးနဲ့သူထမင်းစားခဲ့တယ်အဲသူတို့ဘဝအကြောင်းလေးတွေကိုမအားတို့ဟိုပြန်ပြီးတော့မေးခဲ့တဲ့အခါမှာအဲသူတို့တွေကစိုးတာလေးတွေလည်းချစ်ဖို့ကောင်းတယ်သူတို့စိုးတာလေးတွေနဲ့အဲ့ဒါမှဆိုလို့ရှိရင်ဘယ်လိုပြောရမလဲဟိုကြက်ကိုတိုက်ပြီးတော့တတ်စားတယ်ခြံစည်းကိုထပ်ကြော်ပြီးတော့အဲ့လိုမျိုးတွေထွက်တယ်အဲ့လိုကလေးတွေကိုထိန်းကြောင်းရတာပေါ့အဲအဲ့ရွယ်လေးတွေတကယ်ထိန်းရခက်တာအမကလေးတွေတောင်မှကြီးလာအဲ့လိုရွယ်ဆိုတော်တော်ထိန်းရမှာ အခုကစိတ်ချမ်းသာနေသေးတယ်ဆိုတော့9နှစ်လောက်ရှိသေးလို့ဆယ်ကျော်သက်ဆိုတော်တော်ထိန်းရမှာထိန်းရမယ်ဆိုတော့တယောက်တစ်မျိုးစီဟိုဟိုစိုးကြမှာစိုးကြမယ်ဆိုတော့လည်းအဲ့လိုမျိုးပေါ့နော်ယောက်ျားလေးဆိုတော့ယောက်ျားလေးတဘာဝအဲ့လိုအဲ့လိုမျိုးပေါ့ဒီကားထဲမှာဆိုတော့အဲ့လိုမျိုးစက်သက်စားတာတို့စက်တိုင်နဲ့မနိုင်လို့တက်စားပလိုက်တာတို့အဲပြီးလို့ရှိရင်ခြံစည်းကိုကြော်ထွက်ပြီးအပြင်တဘာဝကိုလေ့လာခြင်းလို့ကြော်ထွက်တာပြီးရင်ဆရာမရိုက်လဲရိုက်ခံတာပဲအဲအဲ့လိုပုံစံမျိုးနေပြီးတယောက်တစ်ယောက်ရန်ဖြစ်တာတို့အဲ့လိုမျိုးနေနေပေါ့အော်ဖြစ်မဲ့ဇလန်လေးဆိုတာတို့ ဟိုလူငယ်တပားဘွားတွေလည်းပါတာပေါ့နော်အဲ့တော့ဒီလိုမျိုးအထက်ကတော့နယ်ဘက်မှာမဆိုင်ပေါ့အဲအဲ့ဒီနယ်ဘက်မှာဒါတို့ဒီအဲစီရဲနွားပါတဲ့ကလေးလေးတွေပညာသင်ကြားခြင်းနဲ့ပညာသင်ကြားခြင်းတဲ့အခါမှာအဲ့အဲ့ရဲ့ဇလန်းကိုအခြေခံပြီးတော့ရိုက်ထားတဲ့ ြည့်ရမှာဇလန်းလေးပေါ့မြေတားပွဲဆိုတော့အမားတို့ဒါမိဘမဆာကြီးတို့ဆိုတာမိဘလောက်လာဆိုတော့မိဘကနေတားသမီးမထားရဲ့မြေတားပြီးတော့အမားတို့ကဒီចောင်းကဆ iam မပေါ့အမားတို့ကအဲ့ចောင်းကဆ iam မဆိုတော့ဆ iam မတွေကနေပြီးတော့ခလေးတွေပေါ်မှာဟိုထားပေးရတယ်နားလည်မှုတွေအဲပြီးခလေးတွေကလည်းတမင်ကဆိုးတာတွေရှိတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒီပေါ်မှာဆ iam မတွေကဆိတ်ရှည်ပြီးတော့နားလည်ပြီးတော့ထင်းချောင်းပြုတ်ပြင်ရတဲ့ဟာလေးတွေအဲ့အဲ့လိုဟာမျိုးလေးနေမြေတားနဲ့ပြန်ပြီးတော့ဟိုထင်းချုပ်ရတာပေါ့ဒီလိုခလေးလေးတွေကဟိုအကျန်းကြိုက်လို့လည်းမရ ောင်အကျန်းခိုင်ရင်ပို့ပြီးတော့ဆိုးသွားတတ်တယ်ပို့ပြီးတော့လွတ်ထွက်သွားတတ်တယ်ဆိုတဲ့အခါကျတော့အဲသူတို့ဟိုဟိုအနုနည်းနဲ့မေတ္တာနဲ့သာအရာရာအောင်းနိုင်တယ်ဆိုတဲ့အနေနဲ့ဟိုလှုပ်ထားတာပေါ့နော်ပန်းကင်းနေရပြိုးတော့အပြိုးတော့ပန်းဆိုတာဒီလိုပန်းကင်းနေစားကလေးတွေကိုတင်စားတာကလေးတွေဆိုတာအနာဂတ်အတွက်ကလေးတွေပေါ့ကလေးဆိုအမတို့ကလေးတွေအရွယ်တော့မဟုတ်ပေါ့သူတို့ဒီပေါ့မိန်းမမိန်းမအရွယ်တွေပေါ့အဲ့လိုကလေးတွေကိုတင်စားထားတာဒီကျောင်းကကလေးတွေကိုအဓိကတော့တင်စားထားတာကျောင်းကကလေးတွေကိုတင်စားတာပန်းကင်းနေမှာပြိုးတော့ပန်း အမတို့ဆီအမတွေပြိုးပေးရတယ်အဲ့လိုဟာမျိုးလေးကိုတင်စားထားတာပေါ့အဓိကကတော့အဲ့အဓိကအဲ့အကြောင်းကနေဆက်မှာရှိတဲ့အကြောင်းနေဆက်မှာရှိတဲ့အကြောင်းမှာဒီလိုခလေးတွေရှိပါလားနေဆက်မှာဒီလိုအကြောင်းကြီးအကြောင်းကြီးအကျယ်ကြီးပဲအမတို့တွေကဟိုဘယ်လိုပြောမလဲတဲခုခံအဲဘယ်လိုပြောမလဲအဲ့မှာဆိုလို့ရှိရင်ဟိုတယ်ပိုင်ရှိရယ်ကွယ်ဒါပေမဲ့လို့အဲ့အကြောင်းမှာရှူတင်ဖွဲ့ရောဒီလင်းလန်ခွန်ချိုလို့ဆိုလဲအဲ့အကြောင်းမှာသူကအောင်းသူလို့ပါတော့အောင်းလေးလို့အဲသူတို့တွေအကုန်လုံးကအကြောင်းမှာပဲအဆောင်တွေမှာပဲအကြောင်းသူတွေနဲ့အကြောင်းသားတွေနဲ့ရောပြီးတော့ အိတ်ကြတယ်အဆောင်ပေးတာပါတို့အဆောင်အဲ့လိုမျိုးဆိုတော့တို့တဘာဝပိုဆန်သွားတာပါခလေးနေနဲ့အတူတူနေလိုက်တဲ့အခါကျတော့တို့လည်းဒီထဲမှာတရုပ်ဆောင်ရတဲ့အခါကျတော့တို့ပိုမှုဝင်သွားတာအင်းလေးမှာသွားရိုက်ကြတယ်လေပြီးတော့အဲ့မှာဆိုလို့ရှိရင်တကယ်ဒီကားမှာတော့တကယ် presentation အရမ်းလှတယ်တကယ်အင်းလေးကဟိုဟိုပွဲနေလေပွဲတော်ကြီးရက်ဒီမှာလေတေချာသွားရိုက်ထားတာရှိတယ်ပြီးတဲ့အခါကျတော့အမတို့ဆိုအဲ့အင်းလေးရဲ့ဟိုမနက်ပိုင်းဈေးပေါ့အရမ်းလှတာပဲတခါမှမရဘူးအမအင်းလေးတို့ဘာလို့မှသွားရိုက်ဘူးအမြဲတမ်းသွားရိုက်တယ်ဒါပေမဲ့အဲ့မနက်ကအစောကြီးထားရတာ အဲ့ဒီဈေးကိုမေးဖို့အတွက်ကိုအမတို့ဘယ်နိုင်ရလဲ၄နိုင်၃နိုင်ခွဲလောက်တည်းထားပြီးတော့မိတ်ကတိပိုင်းလိမ့်ပြီးတော့အဲ့အာယုံဈေးကိုတော့အဲသွားတဲ့အခါကျမဆိုင်ရအမဈေးတယ်ပေါ့အဲခလေးလေးနဲ့ဈေးတယ်ပေါ့အမတို့ကျောင်းဆရာမအဲ့ဒီဈေးပေါ်ဈေးပေါ့အဲအဲ့လိုဟာမျိုးတွေရိုက်ရတဲ့ခါမှာအရန်လာတာပဲ မမကြီးလားမမမမမမရနောက်ဆုံးမှမပြောလိုက်ရင်ပဲကြည့်တော့လေနောက်ဆုံးမရဲ့ idea ကိုတော့ကြည့်လိုက်တော့အဲအရင်အဲ့ဒါအဲ့ဒါတော့တကယ်နောက်ဆုံးမရရီးကြမလားမသိပါဘူးနောက်ဆုံးမ idea လေးကချစ်လက်ချစ်စရာကိုကိုတော်ချစ်တယ်အဲအဲ့ဒီမှာပါမယ်ထင်တယ်အဲ့လည်းမဲမုံတင်ပေးတာပဲအဲသူသူကြောင့်ပဲသူကအဲ့နေရာမှာဒီ idea လေးကိုသူလေးလှုပ်သွားဆိုပြီးတော့ပြောလိုက်လို့အဲ့ idea လေးကိုလှုပ်ဖြစ်တာပြီးတော့အဲ့ idea ကလည်းတော်တော်မလှုပ်ဖြစ်တဲ့ idea မျိုးအဲ့လေးကနောက်ဆုံးအခန်းမှာကြည့်ကြည့် သူ့အမေတတို့လိုပေးတာသူကတတို့တင်တတို့တတို့လျှော့ပေါ့သူကအဲ့လိုမျိုးပေါ့အိုက်တင်တွေအများကြီးဆိုသူကဟိုလူလူတယောက်ရဲ့ဒီအက်တာတယောက်ရဲ့ talent ကိုသူကကြည်တယ်တခါလဲသူကမတင်ပေးဘူးတင်ကိုလှုပ်တက်တဲ့လောက်လှုပ်ပေါ့လှုပ်တက်တဲ့အခါကျတော့မအဲ့လှုပ်တက်တဲ့ဟာကိုပုံမှန်မူတည်ပြီးတော့အမကြီးတို့လျှော့လိုက်ပါအောင်ဒါဆိုရင်နည်းနည်း over ဖြစ်သွားပြီဒါဆိုရင်နည်းနည်းလိုနေသေးတယ်တို့တင်အမြဲတမ်းတင်ခိုင်းတာတော့မောင်လေးနဲ့ချစ်ချစ်ကြတဲ့ခိုင်းဆိုလို့ရှိရင်တင်ခိုင်းတာမဟုတ်ဘူးအပြင်းမှာ အငယ်တော့ဆိုတော့လုတ်တက်မှာပေါ့နော်အခုကကြောင့်ခလေးနေလဲအဲ့လိုမျိုးနေလိုက်အခါကျတော့လုတ်အားရှက်သွားတာပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးလေးပါ ဲ့ဒါတွေကကိုယ့်ကိုလှုပ်လိုက်တာเนาะအဲ့ဒါတော့ဒါရိုက်တာမမဲဘုံကဒါဒါလော့ချပြနေတယ်ဒါလို frame ပေါ့အဲသူတို့ညကိုကြိုးတုပ်ထားတယ်အမအဲ့ဒါသူတို့စိတ်ဆိုးပြီးတော့ဒါလော့တင်ပေးတယ်အဲလှုပ်တဲ့ခါကျတော့ကိုယ့်ကိုစဉ်းစားပါဘောသူတို့အဲ့လောက်တောင်ဖြစ်တယ်ဆိုရင်သူတို့ဒီလိုမျိုးလှုပ်မှာပဲပေါ့ဒါမှမဟုတ်လေမဲဘုံမေဟဲ့လို့ငါဒီခိုင်းတင်လို့ရှိရင်ငါအစင်းများခံရမလားမသိဘူးငါအရင်ကျန်တာပေါ့ဦးဒါအမဘာမှမိမတူတွေရှိတယ်တချို့တွေကလည်း share ကြတယ်ဆိုရင်စဲဆောင်တဲ့အခါမှာကြာဖို့သူဒီလိုလှုပ်လိုက်တယ်အမှန်ကတော့ကြာဖို့နဲ့ရိုက်တယ်ခင် အကြောင်လက်ရုပ်ထားတာအဲ့ခန်းဒါပေမဲ့စင်စာမှာအရန်များသွားမှာဆိုလို့ဖြည့်လို့ဖြည့်လို့ရတာမြင်လာမသိဘူးဖြည့်လိုက်ပြီနော်အဲ့ဒါရဲ့အဲ့အဲ့ဒါတွေဖြည့်လိုက်ရတာပေါ့နော်များမှာဆိုတော့အဲဒါပေမဲ့သူတို့ကသူကအဲ့လိုမျိုးအသေးမတတ်ဘူးလေအဲအသေးမတတ်ဘူးအဲ့လောက်တောင်ဖြစ်တဲ့ဟာဆိုပြီးတော့အမှန်ကတော့အပြင်မှာဆိုတော့ဒီချက်မကလုံရောပေါ့အခုကကင်မရာရှေ့မှာဆိုတော့ဒီလောက်ပဲလုံရတာနေမောသူတို့ကအဲ့ဒါတကယ်တကယ်အောင်းမေ့နေကြပြီးတော့မှစိတ်ကူးဆိုတော့သူကဟာငနေဟိုအဲတကယ်လုံလိုက်ပြီးထင်တာဒါပေမဲ့အဲ့ချက်မကလည်းလုံ အာတံပြန်မှုကနောက်မှအများကြီးပါပါတယ်ပါလာအောင်မှာနောက်ထပ်လည်းလာအောင်မှာအဲ့ဘက်မှာတော့အပြည့်ရှိရမိုးနှောင်းကိုနှိမ့်ဆက်တဲ့အခါမှာကွယ်ပြောကြမျက်စံကြီးကိုလည်းဆဲကြတာပေါ့အမန်တကယ်တော့အဲ့မျက်စံကြီးကသူက သူ့ character ကသူဟာဒီဟိုအရန်ကောင်းတယ်အရန်အေးတယ်ဒါပေမဲ့သူဒီလိုမျိုးလက်စားသူစိတ်ကလည်းအဲ့အချိန်မှာပုံမမှန်တော့ဘူးပုံမမှန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမုံနှောင်းရှင်မှာဆိုတော့ hand sound เนี่ยစိတ်ရဲ့အရင်ခံသူကဟိုတနာတက်တယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့တစ်ချက်တစ်ချက်မှာသူကအဲ့လိုမျိုးဟိုစိတ်ကလွတ်လွတ်တာပေါ့ယူနေရလားဆိုတော့ယူလာတော့မဟုတ်ဘူးစိတ်လွတ်ပြီးတော့အဲနင်ကောဖြည့်စမ်းဘာဖြစ်ရလဲစိတ်လွတ်လွတ်ပြီးဒေါသထွက်ထွက်သွားတာအဲသူ့ရဲ့ character အဲ့ဒါလေးကိုပြထားတာပေါ့နော်ဟုတ်ဟိုအောက်မှာသူကနှိမ့်ဆက်နေတာမုံနှောင်းကအပေါ်ကနေချောင်းကြည့်တာပါသေးတယ် ချောင်းကြီးတဲ့အခါမှာသူ့အမညာပေါ်သွားပြီလားဆိုပြီးတော့သူကတစ်ချက်တစ်ချက်မိုးနှောင်တင်းလိုက်အဲ short လိုက်အဲသူကအဲ့လိုမျိုးဆက်ဆံတာပေါ့မျက်စက်နီး character အဲ့လိုပုံစံမျိုးဖြစ်နေတာကဲဒီလောက်တောင်သူတို့ဖြစ်ချင်တာဖြစ်ဆန်းဟဲဆိုပြီးတမင်တကာကိုပေးလိုက်တာအဲတော့မောင်ဘယ်သွားနေလဲဘယ်ရောက်နေပြီလဲကားမောင်းနေဆိုအဲသူတို့အဲ့လိုဟာမျိုးလေးပေါ့အဲမဲ့အဲ့ဒါပြီးရင်သူ့ကိုလုံမယ်ဆိုတာချိန်တွတ်ထားတာဖြစ်တဲ့အတွက်အရှိမလှုပ်ပေးလိုက်တာပေါ့အဲဇာနီနဲ့အခန်းနေဆိုလို့ရှိရင်လည်းရရဲဇာနီလည်းရှက်တာပဲအဲဒါဟိုမင်းမောင် နှစ်ခါတော့အဲ့လိုခဏခဏပြင်းပြင်းရဲ့ပြင်ရင်ရတာပေါ့နော်အဲ့လိုပေါ့အမှန်ကရှက်တယ်ဆိုတာမရင်းနှီးလို့တော့မဟုတ်ဘူးအဲ့အဲ့တင်လို့အမှောင်ရှက်တာပေါ့လေဒါပေမဲ့ပြောဖို့ကောင်းပါတယ်နောက်ထင်းမင်းလက်နဲ့ဆိုရင်ထင်းမင်းလက်ကလည်းကို့အကြောက်ကိုနဲ့သူနဲ့လည်းမခင်မရင်းနှီးနောက်ပိုင်းကျမှရင်းနှီးသွားတာအကားလည်းပြီးနှိမ့်ဆက်ဆက်ပြီးတော့တော်တော်ရင်းနှီးသွားအမ်ပျော်တယ်ကိုပါတဲ့ကားလေးအဲ့လိုမျိုးပေါက်သွားရဆိုတော့လေပျော်တယ်အမလည်းအများကြီးမရိုက်ဖြစ်ပါဘူးရိုက်တဲ့ဇကားတိုင်းမှာအဲ့လိုမျိုးပေါ့ဟိုအဲ့လိုမျိုးတကားဆိုတကားလေးပေါက်သွားရဆိုတော့ဟို ပင်ပန်းရချိုးနှက်တာပေါ့နော်အဲ့လိုမျိုးလေးပေါ့အမျိုးမျိုးပေါ့တချို့ကျတော့လည်းတန်းကြီးခံလိုက်တာရှိတယ်တချို့ကျတော့လည်းပွဲကျလိုက်တာရှိတယ်ပေါ့အဲ့လိုမျိုးပေါ့လူအစိတ်လူပုံစိတ်စိတ်ပေါ့လေအဲနောက်ခါကျတော့ဒီအမျိုးသမီးတွေဆိုလို့ရှိရင်လည်းဒါအကုန်အကုန်လုံးကတော့တင်းတကြောက်ပေါ့စိတ်ထားခြင်းမတူကြဘူးပေါ့မမကြီးမျက်စက်နေရတော့သူကချစ်ကြည့်တယ်အမျက်ကြည့်တယ်ပေါ့အဲတော့တကောင်နဲ့ဒါပေမဲ့ချင်းသေးပေါ့တော်ရီကကြွက်မဟုတ်လို့အဲချင်းသေးပေါ့သူကအမှန်ကတော့ဟိုသူကဟိုဗာလေအားငယ်တတယ်မမကြီးရဲ့မျက်စက်နေရလေအဲ့တော့ဒါမဲ့သူက အမြဲတမ်းငငယ်လေးကသူကကြားကန်ကန်ထားတာကန်ကန်ထားပြီးအခုအပြင်မှာလည်းအမအဲ့တိုင်းပဲကြားကန်ကန်ထားဆိုအဲ့လိုမျိုးဒီလိုပေါ့ဟိုဘယ်လိုလဲကိုစိတ်ညစ်တာအာကိုစိတ်ဝမ်းနေတာဆိုရှင်အမကိုကြည့်လိုက်ရှင်ဘယ်တော့မှမမြင်ရအောင်ဘာလို့ဆိုအမြဲတမ်းပျော်ပျော်ပဲ နေတတ်တယ်အဲမျက်စံကြီးကလည်းဒီတိုင်းပဲအဲ့တော့ဒါမဲ့ तू ကပတ်ဝန်းကျင်မှာမိသားစုမှာဆိုလို့ရှိရင်လည်းသူတယောက်တည်းအဲဟိုအဲ့မော်ဟိုအကုန်လုံးကိုဒီတစ္ဆာအမြဲတမ်းရည်စားထားတော့လဲတစ္ဆာအမြဲတမ်းဖောက်ခံတော့ तू ကအားလုံးကို तू ကမကောင်းမြင်တဲ့စိတ်နဲ့အမြဲကြားကန်ကန်ထားတာပေါ့သူ့ရဲ့စိတ်ထဲမှာတော့အမှန်ကတော့ तू ဝမ်းနေတယ်ပေါ့အဲ့လိုမျိုးပေါ့